င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ဒီနေ့သတင်းတွေထဲမှာတော့ဒေတာတွင်ပဏိပခါကို KIA နဲ့ TNL ဆွေးနွေးညှိနှိုင်းမယ်လို့ပြောပါတယ်။နောက်ချို့တောင်းခဲမှာစီကောက်စီထိုးစစ်ကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။မူပြဲတိုက်ပွဲတလအတွင်းစာတင်ကြောင်းနဲ့နေအိမ်60ခန့်ပျက်စီးခဲ့ပါတယ်။ရောသက်တော်နဲ့ရောပြည်သူကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းလိုက်တဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုကျမနဲ့အတူကိုပီတာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒေတာတွင်ပဋိပက္ခတွေကို KIA နဲ့ TNL ဆွေးနွေးညှိနှိုင်းမယ်လို့နှစ်ဖက်သက်တာဝန်ရှိသူတွေကပြောပါတယ်။ပချင်းအမျိုးသားလွတ်လပ်ရေးတမတော် KIA နဲ့အန်အမျိုးသားလွတ်မြောက်ရေးတမတော် TNL တို့ကြားရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကိုညှိနှိုင်းဖို့ဆောင်ရွက်နေတယ်လို့နှစ်ဖက်သက်ဖွဲ့ပြန်ကြရေးတာဝန်ရှိသူတွေကမလ၃ရက်နေ့မှာပြောပါတယ်။မန်တုံမြို့နယ်နဲ့ကိုခိုင်မြို့နယ်အတွင်းနေမြေစုမှုရေးကိစ္စနဲ့ပတ်သက်လို့ TNL နဲ့ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာ မကြာခဏအငင်းပွားမှုတွေရှိနေတာပါဒီလိုအငင်းပွားမှုကိစ္စတွေကိုထပ်မဖြစ်ဖို့အတွက် TNL စီဦးစီချုပ်ကိုတိုင်းညွှန်ကြားထားပြီးညှိနှိုင်းဆွေးနွေးဖို့အတွက် KIA ဘ ਹੁ အဆင့်ကို စာပေးပို့ထားတယ်လို့ TNL ပြောရေးဆိုခွင့်ရသူလွေရည်ဦးကပြောပါတယ် KIA တရင်နဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်း TNL ဘက်ကပြောတယ်လို့ဘ ਹੁ အဆင့်ညှိနှိုင်းဆွေးနွေးဖို့ရှိတယ်လို့ပြောပါတယ်တစ်ဖက်ကောင်းဆောင်တွေအနေနဲ့အောက်ခြေပြဿနာတွေကိုအချိန်မဆွဲဘဲဖြေရှင်းဖို့အရေးကြီးကြောင်းလှိလာဆောင်ကြည့်သူတွေကပြောဆိုထားပါတယ် တေတုံညာနဲ့ခုံစစ်စီရေးအတွင်းတန်လေးတိတ်ပိုက်ထားတဲ့မန်တုံကိုခိုင်မြူနယ်တွေကိုကိုကတက်မတော် MNDAA တိတ်ပိုက်ထားတဲ့မူကူးမြူနယ်တွေမှာ KIA TNL နဲ့ MNDAA တပ်ဖွဲ့အောက်ခြေတပ်သားတွေအကြားမကြာခဏဆိုသလိုနယ်မြေအငြင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။ဒေတာခန်တွေကတော့တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့တွေကြားတင်းမာမှုတွေပိုတိုးလာပြီးတိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်တယ်လို့ပြောကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းနောက်ချုံမြို့နယ်ကတောင်ခမ်းရွာအနီးတစ်ဝိုက်မှာစစ်ကောက်စီတပ်ရဲ့ညီပြင်းထိုးစစ်ကြောင့်ပိုက်ပွဲတွေပြင်းထန်နေပြီးတင်းနယ်လေးဘက်စခန်းတချို့ကိုပြန်ဆုတ်ပေးနေရပါတယ်။မတ်လ၄ရက်နေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတန်အမျိုးသားလူမျိုးရေးတပ်မတော်တင်းနယ်လေးဘက်ကသစ်စခန်းတချို့ပြန်ဆုတ်ပေးလိုက်ရတာရှိတယ်လို့စစ်ရေးအခြေအနေကိုသိတဲ့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကနီးပညာမြင့် drone တွေကိုပါအသုံးပြုပြီးထိုးစစ်ဆင်နေတာလို့ဒေသခံတွေကပြောပါတယ် စစ်ကောက်စီရဲ့ဝါဒဖြင့်လူမှုကွန်ရက်စာမျက်နှာတွေမှာလဲတောင်ခံတိုက်နယ်အတွင်းအရေးပါတဲ့လောက်ကာရွာစာတေကြောင်းကိုစစ်ကောက်စီတပ်ကဖေဖော်ဝါရီလ28ရက်နေ့မှာတိုက်ပိုက်နိုင်ပြီးတောင်ခံတိုက်နယ်ကိုပြန်လည်ထိ ंछ ုပ်ထားနိုင်တယ်လို့ဖော်ပြပါဗျ။ တဆင်၂၇စစ်စင်ရေးကာလ၂၀၂၄ခုနှစ်ဇွန်လမှာ TNL နဲ့မဟာမိတ်ပူပေါင်းအဖွဲ့တွေကနောင်ချိုမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောင်ချိုမြို့နယ်မိုင်၂၀ကျော်အကွာမှာရှိတဲ့တောက်ခဲရွာကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေတာရှိလာကျော်အထိရှိလာပါပြီ။ဂရင်းပြည်နယ်ရှမ်းပြည်တောင်ပိုင်းကဖေဖော်ဝါရီလတိုက်ပွဲအတွင်းအရတား၅ရောက်တိဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။ဒါအပြင်စစ်ခန်းစတင်ကြောင်းဘာသာရေးအဆောက်အအုံတွေအပါအဝင် ိမ်အလုံးရေ60လောက်နဲ့ပြည်စီခဲ့တယ်လို့ကင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ကမလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကအရတားတွေကိုပြင်မထားတိုက်ခိုက်တာကြောင့်ကလီနဲ့အမျိုးသမီးတွေအပါအဝင်9ယောက်တိဆုံးပြီး7ယောက်ဒဏ်ရာရခဲ့တယ်လို့ KNDF ကဆိုပါတယ်။လေကြောင်းကမုန်းကျဲတာနဲ့လက်နေကြီးပြစ်ခတ်တာတွေကြောင့်လည်းစေပေခန့်တစ်ခုစာတင်ကျောင်း၅ခုဘာသာရေးအဆောက်အအုံ၅ခုနေအိမ်58လုံးပျက်စီးပြီးအများစုကအမှုရင်းမြစ်မှာရှိတဲ့နေအိမ်နဲ့အဆောက်အအုံတွေလို့ KNDF ကဖော်ပြပါဗျ။မူပြဲလွယ်ကော်ဖားဆောင်တဲ့ဘောလခင်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးနဲ့ KNDF တပ်ဖွဲ့ဝင်9ယောက်တိဆုံခဲ့တယ်လို့ဆိုပါတယ်။မူပြဲမြို့မှာ2025ခုနှစ်စံပါကလေးကတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးဖေဖော်ဝါရီလမှာတိုက်ပွဲတွေပုံမှန်ပြင်းထန်ခဲ့တယ်လို့ Greeny ပူပေါင်းတဲ့နေဆက်သူတွေကပြောပါတယ်။ ရောသက်တော် YA အဖွဲ့အစည်းကိုရောပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPDF ကပေါင်းစည်းလာကြောင်း YA ကမတ်လ3ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။ရောသက်မှာတပ်တစ်ခုထဲအဖြစ်ပေါင်းစည်းနိုင်ဖို့အတွက်စ조사ခဲ့ရမှာ YPDF ကပူးပေါင်းလာတာလို့ရောသက်တော်ကာကွယ်ရေးဌာနမှကပြောပါတယ်။ YPDF ကပူပေါင်းလာတာဟာ ရောဒေတာညီညွတ်ရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တဲ့အပြင်ဆီယနာရှင်ကိုတိုက်ခိုက်ရမှာပိုပြီးထိရောက်တဲ့အင်အားတစ်ခုဖြစ်လာကြောင်းလဲ YE ထုတ်ပြန်ချက်မှာထပ်သွင်းပြောထားပါတယ်ကန်ဂောပြည်သူကာကွယ်ရေးတပ်ဖွဲ့ကလည်း February 19ရက်နေ့မှာရောသက်တော်နဲ့ပူးပေါင်းလာတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်ရောသက်တော်နဲ့ပူပေါင်းဆောင်ရွက်နေတဲ့တခြားသက်ရင်သက်ဖွဲ့တွေလည်းရှိနေကြောင်းနဲ့တခုထေတော်သက်ဖြစ်ဖို့ဆက်လက်ဂျိုပန်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။မင်းသက်မတူပြီနဲ့ကံပလက်မြို့တွေအပါဝင် ချင်းပြည်တောင်ပိုင်းကမြို့သိမ်းတိုက်ပွဲတွေမှာချင်းကြီးနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူရောသက်တော် YE ကပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။မန္တလေးတိုင်းမြင်းချမ်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြူစောတီပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးမိရှို့တာကြောင့်ကြောက်ပြုတ်ရွာကနေအိမ်၄၀၀နီးပါး ီးလောင်ပျက်စီးခဲ့ပြီးရွာ6ရွာကလူ6000ကျော်ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်နဲ့ပြည်စောထီအဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးနောက်မလနေရင်နေ့နေ့လယ်ပိုင်းမှာကြောက်ပြုတ်ရွာနဲ့တမိုင်ကျော်အကွာလယ်တစ်ရွာပြည်စောထီစခန်းကနေလာရောက်တဲ့စစ်ကြောင်းကဝင်ရောက်မိရှုခဲ့တာလို့ဒေသခံတွေကပြောပါရယ်ဒါအပြင်ရွာသားနေရောက်လဲပြစ်တက်ခံခဲ့ရပြီးပြစ်တက်ခံရသူနေရောက်ဟာကြောက်ပြုတ်ရွာကအသက်50ကျော်ရွယ်အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ဖြစ်ပြီးနာမည်တွေကိုတော့မသိရသေးဘူးလို့ဆိုပါရယ် မြင်းချန်နဘူးအိုက်ကန္နာမှာဖေဖော်ဝါရီလ28ရက်နေ့ကနေမလနေရနေ့အထိတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်နဲ့ဖြူစော်တီအဖွဲ့ဝင်20ထပ်မင်းတေဆုံခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းတေဆုံထိခိုက်မှုတွေတချို့ရှိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါရတယ်။မြင်းချန်နဘူးအိုက်ကန္နာမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်စီရေးခိုင်၄နေရာရှိပြီးစစ်ကောင်စီတပ်က၂နေရာရှိတယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်တပ်ထောက်ခံရေးသားတဲ့ Telegram Channel တွေမှာမန္တလေးမြင်းချံကာလန်ပေါ်ကဂိတ်တွေကိုရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့တပ်ပုတ်တွေနဲ့ကမလတ်တရင်နီကဖော်ပြထားပါတယ်။မလတ်၃ရင်းနီမှာလည်းလက်တရွာကစစ်ကောက်စီတန်းနယ်ပြူစောတီဖွဲ့ဝေအင်းအားနေရကျော်ဟာနမိုင်ကျော်ဝေးတဲ့မြောက်ကုန်းခင်မကန်တဲနဲ့တဲတော်ရွာဒီဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာတိုက်ပွဲတွေနဲ့စစ်ကောက်စီတပ်စစ်ကြောင်းတွေကြောင့်ရွာ၆ရွာခံကဒေသခံ၆000ကျော် ဖိလို့ရတိတ်ချောင်းနေရတယ်လို့ဆိုပါတယ်မကြခင်ကာလအတွင်းမကွေတိုင်းအတွင်းမှာစီရေဖော်ဆောင်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်သွားမယ်လို့လဲရောသက်တော်ကာကွယ်ရေးဌာနမှကပြောပါရယ်အဲ့ဒီစီစီရေဖော်ဆောင်မှုတွေမှာအရခသက်တော်အေအေနဲ့ချင်းကြီးနောင်မဟာမိတ်အဖွဲ့ဝင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်မယ်လို့လဲဆိုပါရယ် စစ်ကောက်စီတပ်ကတော့မကွေတိုင်းကန့်ကောခရိုင်ကကန့်ကောထီလင်းစောကြောက်ထုစတဲ့မြို့နယ်တွေမှာ2024နှစ်ကိုပိုင်းကစပြီးစစ်အင်အားဖြစ်တင်းထားကြောင်းဒေသခံတွေကပြောပါရယ်စစ်ကောက်စီတပ်ကရော့နယ်လာတဲ့အင်အားတွေကိုဖြစ်တင်းဖို့အတွက်အတမစစ်သားစုဆောင်းနေတာတွေဟာလူခွေချူပေါက်မှုဖြစ်တာကြောင့်နိုင်ငံတကာကထိရောက်တဲ့အရေးယူမှုတွေဆောင်ရွက်ပေးဖို့မြူတန်ညင်ရေးဆိုရ NUG ကမလ၄ရက်နေ့မှာတောင်းဆိုပါရယ် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူနေဘုံလက်က မလလေးရက်နေ့ကထုတ်ပြန်တဲ့ဖြစ်သူနဲ့နိုင်ငံတကာသို့တည်င်းစကားပြောကြားခြင်းအစီအစဉ်မှာထပ်သွင်းပြောဆိုတာဖြစ်ပါတယ်စစ်ကောက်စီတပ်ကစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာအင်းနီချင်းနိုင်ငံတွေကပြန်ပို့လာသူတွေကိုစစ်မှုထမ်းဆီးတာအမျိုးသမီးတွေကိုပါစစ်မှုထမ်းဆီးဖို့စတင်လာတာအကြီးထောင်သွင်းကလူငယ်တွေကိုအဓမ္မစစ်သားတွေစုဆောင်းတာလူငယ်တွေနိုင်ငံတကာထွက်ခွာတာကိုပိတ်ပင်တာတွေလှုပ်ဆောင်နေတာလို့ဆိုပါတယ်စစ်သားတွေစုဆောင်းထားသူတွေကိုလည်း လအနေငယ်ပဲစစ်တင်တာတက်စီပြီးချက်ချင်းဆိုသလိုရှေ့တန်းစင်းမျက်နှာတွေကိုဈေးလွတ်နေတယ်လို့ဦးနေဘုံလကပြောပါရတယ်။အင်းကြီးချင်းနိုင်ငံတွေအနေနဲ့လည်းအချောင်းမျိုးမျိုးကြောင့်ဖန်စီထိတ်သိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီလက်ထက်ဖြတ်အနန္တမျိုးမလို့ပဲလူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ကုညီဆောက်ရှောက်ပေးချဖို့ကိုလည်း NUG ကမေတ္တာရပ်ခံပါတယ်။စစ်ကောင်စီကတော့အတ္တမစစ်သားတက်စုဆောင်တာတွေမရှိဘူးလို့အကြိမ်ကြိမ်ညှိဆိုထားပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုစတင်အသက်အသွင်းပြီးနောက်စစ်ကောင်စီတပ်ကပြည်သူစစ်မှုထမ်းအမှတ်စဉ်30အထိခေါ်ယူပြီးလူသစ်စုဆောင်းထားပါတယ်။နိုင်ငံတော်အကျဉ်းထောက်တွေမှာနိုင်ငံရေးအကျဉ်းသားတွေရဲ့ထောင်ဝင်စာပစ္စည်းပို့ခွင့်ကတ်သက်ခံရတာအတွေ့ခွင့်ပိတ်ပင်ခံရတာနဲ့လုံလောက်တဲ့ဈေးကူတာခွင့်မရဘဲဖိနှိပ်ခံရမှုတွေကြုံတွေ့နေရတယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AABB ကမတ်လ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလတလအတွင်းစင်ကောက်စီတန်တယ်လက်အောက်ခံအဖွဲ့အစည်းတွေကဖန်စီပြီးနောက်အကျဉ်းထောင်တဲ့ရဲစခန်းတွေမှာလုံလောက်တဲ့စီကူတာခွင့်မရပဲနိုင်ငံရေးအကျဉ်းသား၃ဦးတည်ဆုပ်ခဲ့တယ်လို့ AAPP ကပြောပါတယ် ရန်ကုန်အင်းစိန်ထောင်မှာလည်းနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ဓက်ပေါ်တည်ထောက်ကိုဆိုင်စော်တိုင်အလုတ်သမားကောင်းဆောင်ကိုတက်နေအောင်နဲ့ကိုနိုင်ဝင်းတို့ကစိတ်ကောက်စီလူအခွင့်အရေးကော်မရှင်အဖွဲ့ကထောက်သွင်းဝင်ရောက်စစ်ဆေးစဉ်အကျဉ်းသားအခွင့်အရေးဆုံးရှုံးနေမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ဒီလိုပြောဆိုခဲ့တဲ့အပေါ်ထောက်အာနာပိုင်တွေကထောက်သွင်းစစ်ကြောရေးကိုခေါ်ဆောင်ပြီး ညပင်းနှိမ့်ဆက်ရိုက်နှိမ့်ခဲ့ပြီးနောက်တိုက်ပိတ်ပြစ်ဒဏ်ပါပေးခဲ့တယ်လို့ AABP ကပြောပါရယ်။မွန်ပြည်နယ်စိုက်မရောထားမှာလဲနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ ပေးပို့တဲ့ထောင်ဝင်စာပစ္စည်းတွေကိုတတ်မှတ်လို့အတိုင်းပေးပို့ခွင့်မပြုဘဲကက်သက်ထားတဲ့အပြင်စာအုပ်ပေးပို့ခွင့်ကိုပါကက်သက်လာတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ တရားဝရီအကျဉ်းထမှာလဲထာဝင်စာလက်ခံတဲ့ဌာနကအကျဉ်းသားတွေစီပေးပို့တဲ့စေဝါတွေကိုလက်ခံထားပြီးမဲ့အကျဉ်းသားလက်ဝယ်အရောက်ပေးပို့တာမရှိဘဲဖျက်တော့ထားတဲ့ဖြစ်ရပ်တွေရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကပြောပါတယ်။ AAPP ရဲ့ match လ3ရက်နေ့အထိစည်းရင်းတွေအရနိုင်ငံတော်နိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖန်ဆီးခံထားရသူ2000ကျော်ရှိနေပြီးအဲ့ဒီအခြေက1000ကျော်ကထောင်ရန်တွေချမှတ်ခံထားရပါတယ်။ တင်းအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေဆက်သွယ်မိမျက်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ခတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။